ရှုနာစဉ်တနစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှာအကျိုးဆိုပါတယ်။ဒီကနေ့ဖတ်ရှုနာစဉ်ရမယ်နှုတ်ကပတ်တမစံစာတော်မြတ်ကတော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး1မှနေ့အထိဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အစဦး၌နှုတ်ကပတ်တော်ရှိ၏။နှုတ်ကပတ်တော်သည်ဖျားသခင်နှင့်အတူရှိ၏။နှုတ်ကပတ်တော်သည်လည်း ဖျားသခင်ဖြစ်တော်မူ၏ထိုနောက်ဘက်တော်သည် အစအဦး၌ဖျားသခင်နှင့်အတူရှိ၏ထိုနောက်ဘက်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစုံတစ်ခုများမရှိ ထိုနောက်ဘက်တော်၌အသက်ရှိ၏ထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်၏ထိုလင်းသည် မောင်မိုက်၌လင်း၍မောင်မိုက်သည်မခံမယူ ယောဟန်အမိရှိသောသူတယောက်ကိုဖျားသခင်စေလွတ်တော်မူ၏ထိုသူကိုလူအပေါင်းတို့သည်အမိပြု၍ယုံကြည်ခြင်းသို့ရောက်မိအကြောင်းထိုသူသည်တသက်ခံဖြစ်၍အလင်းတော်၏အကြောင်းကိုတသက်ခံခြင်းကလာ၏ထိုသူသည်အလင်းတော်မဟုတ်အလင်းတော်၏အကြောင်းကိုတသက်ခံခြင်းကသာလာ၏ဟုတ်မှန်သော အလင်းမူကားဤလောကသို့ကြွလာလျက်ခတ်သိမ်းသော လူပေါင်းတို့အားအလင်းကိုပေးသောသူဖြစ်သည်ထိုသူသည်ဤလောက၌ရှိတော်မူပြီးဤလောကကိုလည်းဖန်ဆင်းတော်မူပြီးသို့တော်လည်းဤလောကသည် ထိုသူကိုမသိသူသည်မိမိဒေသအရက်သို့ကြွလာတော်လဲမိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏ထိုသူကိုလက်ခံသမျှသောသူသည်ဟူသောကိုတော်ကိုယုံကြည်သောသူတို့အားဖျားသခင်ဤသားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ထိုသားတို့မူကားလူမျိုးနှင့်ဆက်ဆံ၍ဖွာသောသားမဟုတ်မေထုံတန်ဝါသအားဖြင့်ဖွာသောသားမဟုတ်လူအလိုအလျောက်ဖွာသောသားမဟုတ်ဖျားသခင်ဖွာတော်မူသောသားဖြစ်သည် နောက်ကပတ်တော်ဒီလေလူစားကြီးအဖြစ်ကိုခံယူ၍ဂျေဇုတော်နေ၎င်းတစ္ဆာတော်နေ၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ခမည်းတော်၌တပါးသီသောသားတော်ဤဘုံကဲ့သို့သူဤဘုံတော်ကိုငါတို့သည်မြင်ရကြပြီယောဟန်သည်ထိုသခင်၏အကြောင်းကိုသက်သေခံ၍ကြွေးကြော်သည်ကငါနောက်ကြွလာတော်သူသည်ငါမရှိမီရှိနှင့် ည်ဖြစ်၍ငါထက်သာ၍ကြီးမြတ်သည်ဟုငါဆိုရ၌ထိုသူကိုဆိုလိုသည်ဟုတည့်တည်ခံလေ၏ထိုသူဤပြည့်စုံခြင်းမှလည်းဂျေဇူးတပား၌ထက်ဆင်၍ဂျေဇူးတပားကိုငါတို့ရှိသည်မြသည် ခံရကြပြီအကြောင်းမူကားပြည့်ညက်တရားတော်ကို မောရှိလက်တွင် ပေးတော်မူ၏ဂျေဇူးတရားနှင့်သစ္စာတရားမူကားယေရှုခရစ်အားဖြင့်ဖြစ်သည် ဖျားသခင်ကိုအဘယ်သူမှမမြင်စဘူးတော့လေခမည်းတော်ဤရင်ခွေ၌ရှိသောတပါးသီးသောသားတော်သည်ဖျားသခင်ကိုထင်ရှားစေတော်မူပြီးယူဒာလူတို့ကသင်သည်အဘယ်သူနည်းဟုယောဟန်ကိုမေးမြန်းစေခြင်းကယေဘရောဟိနှင့်လေဝိလူတို့ကိုယေရိရှလင်မြို့မှဆေလွတ်သောအခါယောဟန်သည်သက်သေခံလေသည်မှာငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝက်ခြင်းမရှိအတိအလင်းပြောဆို၏ထိုသူတို့ကလည်းသို့ဖြင့်လင်းသင်သည်အဘယ်သူနီအေလိယဖြစ်တော်ဟုပေးပြန်၏ယောဟန်ကငါသည်အေလိယမဟုတ်ဟုဆို၏ဤမည်သောပရောဖက် ဖြစ်တော်ဟု မေးပြန်လျင်မဟုတ်ဟု ဆိုပြန်၏ထိုသူတို့ကလည်းသင်သည်အဘယ်သူနီငါတို့ကိုစေလွတ်တော်သူတို့အား ပြန်လျှောက်เสียရှိစေခြင်းကသင်သည်ကိုယ်ကိုအဘယ်သို့ဆိုသည်နည်းဟုမေးပြန်ကြ၏ယောဟန်ကလည်းငါသည်ပရောဖက်ဟေရှာယဟောပြောသည်နှင့်အညီသာဝရဖျား၏လမ်းကြီးတော်ကိုဖျောက်စေကြလောဟုတော၌ဟစ်ကြော်သောသူ၏အသံဖြစ်သည်ဟုဆို၏အစေခံသောသူတို့ကပါရီရှဲဖြစ်ကြသည်ထိုသူတို့ကလည်း င်သည်ခရစ်တော်မဟုတ်အေလိယမဟုတ်ဤမိသောပရောဖက်မဟုတ်သည်မှန်လျှင်အဘဲကြောင့်ဗာဒီဇံကိုပေးသည်ဟုမေးပြန်ကြ၏ယောဟန်ကလည်းငါသည်ရေ၌ဗာဒီဇံကိုပေး၏သင်တို့အလယ်၌သင်တို့မသိသောသူတယောက်ရှိ၏ထိုသူသည်ငါနောက်ကြွလာတော်လဲငါထက်သာ၍ကြီးမြတ်၏ထိုသူ၏ခြေနှင်းတော်ကျိုးကိုမြဖြည့်ခြင်းက ငါမထိုက်ဟုပြန်ပြော၏ယောဟန်သည်ဗာတိဇံကိုပေးရအယက်ယော်ဒန်မြစ်တစ်ဖက်ဗေဒနီယွာ၌ဤအမှုအရာဖြစ်သည်နတ်ပြန်နေ၌ယေရှုကြွလာတော်မူသည်ကိုယောဟန်သည်မြည်လင်ဤလောကဤအပြစ်ကိုဆောင်းသွားသောဖျားသခင်ဤတိုးတငယ်ကိုကြည်လော့ငါမရှိမီရှင်းသည့်ဖြစ်၍ငါထက်သာ၍ ကြီးမြတ်သောသူသည်ငါနောက်ကြွလာသည်ဟုငါဆိုရ၌ထိုသူကိုဆိုလို၏အစကထိုသူကိုငါမသိသို့တော်လည်းထိုသူကိုဣသရေလလူတို့အားထင်ရှားစေခြင်းကငါသည်ရေ၌ဗတ္တိဇံကိုပေးလျက်လာ၏ထိုမှတပါဝိညာဉ်တော်သည်ကောင်းကင်မှဂျိုးငက်ကဲ့သို့ဆင်းသက်၍ထိုသူ၏အပေါ်၌နာတော်မူသည်ကိုငါမြင်ရပြီး စကထိုသူကိုငါမသိရေ၌ဗာတိဇံကို ပေးစီခြင်းကငါကိုစေလွတ်တော်မူသောသူက အကျဉ်သူဤအပေါ်၌ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကိုသင်သည်မြင်လျှင် ထိုသူကသက်ရှင်သောဝိညာဉ်တော်၌ဗာတိဇံကို ပေးသောသူပေသည်ဟု မိတ်တော်မူသည်နှင့်အညီငါသည်မြင်၍ဤသူသည်ဖျားသခင်ဤသားတော်ဖြစ်တော်မူကြောင်းကို တက်သေးခံသည်ဟုယောဟန်ဆိုလေ၏တပန်ယောဟန်သည်နှက်ပြန်နေ၌တပည့်နှစ်ယောက်တို့နှင့်အတူရက်နေ၍ယေရှုကြွတော်မူသည်ကိုမြင်လျှင်ဖျားသခင်၏သိုးတငယ်ကိုကြည်လောဟုဆို၏တပည့်နှစ်ယောက်တို့သည်ထိုစကားကိုကြားလျှင်ယေရှုနောက်တော်သို့လိုက်ကြ၏ယေရှုသည်လဲ့၍ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျင်အဘယ်အလိုရှိသနည်းဟုမေးတော်မူ၏ထိုသူတို့ကရာဘီကိုတော်သည်အဘယ်မှနေတော်မူသနည်းဟုမေးလျှောက်ကြ၏ရာဘီအနက်ကအရှင်ဖျားဟုဆိုလိုသည်ယေရှုကလည်းလာ၍ကြည်ကြလောဟုမိတော်မူ၏ထိုသူတို့သည်သွား၍နေတော်မူရာအရက်ကိုကြည်ကြ၏ ထိုအချိန်သည်ဆယ်နာရီအချိန်ဖြစ်၍မိုးချုပ်သည့်တိုင်အောင်အထံတော်၌နေကြ၏ယောဟန်ဤစကားကိုကြား၍နောက်တော်သို့လိုက်သောသူနှစ်ယောက်တို့တွင်တယောက်ကရှိမုန်ပေတရုညီအိန္ဒြေပေသည်ထိုသူသည်မိမိအကိုရှိမုန်ကို ရှေးဥစွာတွေ့လျင်ငါတို့သည်မေရှိကို တွေ့ကြပြီဟု ပြောဆိုလျက်သူကို ယေရှုထံသို့ပို့ဆောင်လေ၏မေရှိအနက်ကခရစ်တော်ဟုဆိုလိုသည်ယေရှုသည်ထိုသူကို ကြည့်ရှု၍သင်သည်ယောနဤသားရှိမုန်ဖြစ်၏ကေဖအမည်သစ်ကိုယလက်တန်ဟုမိတ်တော်မူ၏ကေဖအနက်ကပေတရုဟုဆိုလိုသည်နတ်ပြန်နေ၌ဂါလိလဲပြည်သို့ကြွခြင်းက အလိုတော်ရှိလျင်ဖိလိပ္ပုကိုတွေ့၍ငါနောက်သို့လိုက်လောဟုမိတ်တော်မူ၏ဖိလိပ္ပုကအိန္ဒြေနှင့်ပေတရုမွေးဖွားရာဗဇေဒမြို့မှ လာတော်သူဖြစ်သည်ဖိလိပ္ပုသည်နာသနေလကိုတွေ့လျင်မောရှိသည်ပြည့်နေတိကျမ်း၌၎င်းပရောဖက်တို့သည် သူတို့ကျမ်း၌၎င်းအကြောင်းပြု၍ ရေးထားသောသူနာဇရက်မြို့သားဖြစ်သောယောသက်ဤသားယေရှုကိုငါတို့သည် တွေ့ကြပြီဟုဆို၏နာသနေလကလည်းနာဇရက်မြို့ထဲကကောင်းသောအရာတစုံတစ်ခုမြထွက်နိုင်သလားဟုမေးလျင်ဖိလိပ္ပုကလာ၍ကြည်ပါဟုဆို၏နာသနေလလာသည်ကိုယေရှုသည် မြင်တော်မူလျင်လဲစားခြင်းအပြစ်နှင့် ကင်းလွတ်သောဣသေလလူစစ်ကိုကြည်လောဟုထိုသူကိုအမတ်ပြု၍မိတ်တော်မူ၏။နာတနေလကလည်းကိုတော်သည်အဘယ်သို့သောအားဖြင့်အကျွန်ုပ်ကိုသိတော်မူသနည်းဟုမေးလျှောက်တော်ယေရှုကဖိလိပုသည်သင်ကိုမခေါ်မီသင်သည်သင်မောသဖန်းပင်အောက်၌ရှိသည်ကိုငါမြင်သည်ဟုပြန်၍မိတ်တော်မူလျှင်အရှင်ဖျား ကိုတော်သည်ဖျားသခင်ဤသားတော်ဖြစ်တော်မူ၏ဣသရေလလူတို့ဤရှင်ဘရင်လည်းဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏တဖန်ယေရှုက သင်မောတဖန်ပင်အောင်၌သင်ကိုငာမြင်သည်ဟုဆိုသောကြောင့်ယုံသလောထိုမြမက သင်သည် သာ၍ကြီးစွာသောအကြောင်းအရာကို မြင်လက်တန်းသင်တို့အားငါအမှန်ဆိုသည်ကား နောင်ကာလ၌ကောင်းကင်ဖွင့်လေသည်ကို၎င်းဖျားသခင်ဤကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်းသင်တို့သည်မြင်ရကြလက်တန်းဟုမိတ်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးနှင့်၃ရက်မြောက်သောနေ့၌ဂါလိလဲပြည်ကာနာမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်ထိုပွဲ၌ယေရှု၏မိတော်ရှိ၏ယေရှုနှင့် ်တပည့်တော်တို့ကိုလည်းထိုပွဲသို့ခေါ်ပြင်ကြ၏စပြည့်ရေကုံသောအခါယေရှု၏မိတော်ကစပြည့်ရေမရှိဟုကြားပြော၏ယေရှုကလည်းအချင်းမိမ့်မှသင်သည်ငါနှင့်အဘယ်သို့ဆိုင်သနည်းငါအချင်းမရောက်သေးဟုမိတော်မူ၏မိတော်ကလည်းသူစီခိုင်းသမျှတို့ကိုပြုကြလောဟုအစီခံတို့အားဆိုလေ၏ယူဒဘာသာအလျောက်စင်ကြယ်ခြင်း အဖို့အလို့ငါထိုအရက်၌နှစ်တင်းသုံးတင်းခန့်ဝင်သောကြောက်ဦးဇရေ6လုံးထားလျက်ရှိ၏ယေရှုကလည်းဤရေအိုးတို့ကိုရေဖြည့်ကြဟု အစီခံတို့အားမိတော်မူလျင်ထိုသူတို့သည်ရှံမတက်ဖြည့်ကြ၏ယခုခတ်၍ပွဲအုပ်ထံသို့သွင်းကြလောဟုမိတော်မူသည့်အတိုင်းသွင်းကြ၏ပွဲအုပ်သည် စပြည့်ရေဖြစ်စေသောရေကိုမိဆန်း၍ထိုရေကိုခတ်သောအစီကံတို့သည်စပြည့်ရေကို အပင်မှာရသည်ကို သိတော်လဲပွဲအုပ်သည်မသိသောကြောင့်မင်္ဂလာဆောင်လူလင်အားအတန်ကိုလွင့်၍အခြားသောသူမည်သည်ကရှေးဥစွာကောင်းသောစပြည့်ရေကိုထဲ့၍ဝါစွာတောက်ကြပြီးမှညံ့သောစပြည့်ရေကိုထဲ့လေရှိ၏ သင်မူကားကောင်းသောစပြည့်ရေကိုယခုတိုင်အောင်တူထားပြီးဟုဆို၏ထို့သောယေရှုသည်ရှေးဥစွာသောဤနမိတ်လက္ခဏာကိုဂါလိလဲပြည်ကာနာမြို့၌ပြ၍မိမိဘုံတော်ကိုထင်ရှားစေတော်မူ၏တပည့်တော်တို့သည်လည်းယုံကြည်ကြ၏ထို့နောက်မေတော်မှစ၍ညီတော်တပည့်တော်တို့နှင့်တကွကပိယနောင်မြို့သို့ကြွတော်မူ၏ထိုမြို့မှာ ြာရှည်စွာမနေဘဲယူဒပတ္တကာပွဲခံခြင်းဤသည်ရှိသောယေရုရှလင်မြို့သို့ကြွတော်မူ၏ဗိမာန်တော်၌သိုးနွားချိုးငက်ရောင်သောသူတို့ကို၎င်းပွဲစားများထိုင်လျက်ရှိသည်ကို၎င်းတွေ့တော်မူလျှင်ရိုက်เสียဖို့ကျိုးသေးများကိုပြုပြင်ပြီးမှထိုးသူအပေါင်းတို့ကို၎င်းသိုးနွားများကို၎င်း ိမ့်မှန်တော်မှ နင်ထုတ်တော်မူ၏ပွဲစားတို့၏ငွေတင်ခုံများကိုတွန်းပြစ်မှောက်ထားတော်မူ၏ဂျိုးငဲ့ရောင်သော သူတို့အားလည်းဤဥစ္စာကို ယူသွားကြငါအဖအီအိမ်တော်ကိုပွဲတဲမလောက်ကြနေဟုမိတ်တော်မူ၏ကိုတော်ဤအိမ်တော်၌ဆွဲလန်းပူပန်ခြင်းစိတ်သည်အကျွန်ုပ်ကိုစားပါဤဟု၍ကျန်းစာလာသည်ကို ထိုအခါတပည့်တော်တို့သည်မတ်မိကြ၏ယူဒလူတို့ကလည်းသင်သည်ဤသို့ပြုလျင်အဘယ်နမိတ်လက္ခဏာကိုငါတို့အားပြမည်နည်းဟုဆိုကြ၏ယေရှုကလည်းဤဗိမ္မာန်တော်ကိုဖြိုဖျက်ကြလော့သုံးရွက်တွင်တွင်ငါတီဆောက်မည်ဟုမိတ်တော်မူ၏ယူဒလူတို့ကအနှစ်46နှစ်ပတ်လုံး ဤဗိမှန်တော်ကိုတိဆောက်ရကြ၏သင်မူကား၃ရက်ခြင်းနှင့်တိဆောက်မည်လောဟု ဆိုကြ၏ထိုသောမိတ်တော်မူရာ၌မိမိကိုယ်ဒီဟုသောဗိမှန်ကို အမတ်ပြု၍မိတ်တော်မူ၏ထိုကြောင့်သေခြင်းမှထမ်းမြောက်တော်မူသည့်နောက်ထိုစကားတော်ကို တပည့်တော်တို့သည်မှတ်မိကြသဖြင့်ကျမ်းစာကို၎င်းယေရှု၏နှုတ်ကပတ်တော်ကို၎င်းယုံကြ၏ပတ်သက်ခပွဲအတွင်းတွင် ယေရှုသည်ယေရုရှလင်မြို့၌ရှိ၍ပြတော်မူသော နမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည်မြင်ရသဖြင့်ကိုရောကိုယုံကြည်ခြင်းသို့ရောက်ကြ၏။သို့တော်လည်းယေရှုသည် ထိုသူတို့၌ကိုကိုအပ်တော်မူမူအကြောင်းမူကားခတ်သိမ်းသောသူတို့ကိုသိတော်မူ၏။လူဤအထဲ၌ရှိသမျှကိုသိတော်မူသောကြောင့်လူဤအကြောင်းကိုသက်သေခံစီခြင်းကား အဘယ်သူကိုမျှအလိုတော်မရှိဒီကနေ့ဖတ်ရှုသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး1မှ နေ့အထိဖြစ်ပါတယ်။ကြားနာရသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ။